အလုံးပိုင်းမင်္ဂလာပါဒီနေ့ကတော့တောင်ကြီးမြို့ရဲ့အထင်ကရပွဲတော်ကိုပြောပါဆိုရင်တောင်ကြီးသဆောင်တိုင်းကိုတီးကြပေးမယ်အေရှန်လာတဲ့ကလောမြို့ရဲ့အထင်ကရပွဲတော်ကိုပြောပါဆိုရင်အများစုကတီးကြမယ်လို့တော့မထင်မိပါဘူးဒါကြောင့်ချမ်းပြည်ရဲ့တောင်ပေါ်မြို့တစ်မြို့ဖြစ်တဲ့ကလောရိုးရာမိကျဆန်နဲ့မိချော်တိုင်ပွဲအကြောင်းကိုပြောပြချင်ပါတယ် ကလောမျိုးရဲ့မြို့ရှော်တိုင်ပွဲကိုတောင်ကြီးတဆောင်တိုင်ပွဲတော်ကျင်းပရလာဖြစ်တဲ့တဆောင်မောလာမှာပဲကျင်းပပါတယ်ဒီကလောရိုးရပွဲတော်မှာမိကြဆန်နဲ့မြို့ရှော်တိုင်ဆိုပြီးတော့နှမျိုးရှိပါတယ် မိချဆန်ဆိုတာကလောတေတာခန်တိုင်းသားများကရိုးရဝတ်စုံများကိုဝတ်ဆင်ပြီးမိပုံမိတိုင်းမိပတိတာများနဲ့ကလောမျိုးတခွန်းဖျားများကိုစီတန်းလက်လက်ပူဇော်ကြပါတယ်။မိပတိတာစီတန်းလက်လက်နေချိန်မှာဒေတာခန်တိုင်းသားတွေရဲ့အိုးစီပုံပေါင်းတန်တွေကြားကရိုးရအကတွေကိုလည်းရင်တက်ရှုမောဖွယ်တဝကြီးကိုကြည့်ရှုနိုင်ပါပါ။ နောက်ပြီးမီရှော့တိုင်ဆိုတာဝလုံးများကိုတင်ရှူတာခွဲချမ်းများဖြင့်ပတ်ပြီးတော့မီရှူမီပန်းများနဲ့အလားဆင်ထားတာပဲဖြစ်ပါတယ်။ဒီနေရာမှာမီရှူမီပန်းတွေလှုပ်တဲ့အခါမှာတောင်ကြီးတက်ဆောင်တိုင်ပွဲတော်မှာလွတ်တင်တဲ့မီပုံးပြန်ရဲ့ရန်ခွေတွေလိုပဲအန်ဒယ်များလို့အရန်ကုန်မှတတိထားပြီးတော့လှုပ်ရပါတယ်။ဒါပေမဲ့မီရှော့တိုင်ဆိုတာမီပုံးပြန်လို့အပေါ်လွတ်တင်ရတာမဟုတ်ပဲမီရှူမီပန်းတွေတက်ဆင်ထားတဲ့တိုင်ကို စိုက်ထူပြီးရမ်မီအလတ်များဖြင့်ပတ်ဝန်းရတဲ့ပွဲပဲဖြစ်ပါတယ် ဒါကြောင့်မိရှော့တိုင်ကိုမိပတိတာလက်လက်ပြီးညပိုင်းအချိန်ဘွဲ့တော်ကျင်ပရနေရဖြစ်တဲ့မောမြင့်ဦးပန်းချန်တောင်ဖန်မိရှော့တိုင်ကွင်းမှာစီကားတိုက်မြတ်စွာကျင်ပကြပါတယ်။ဒါဆိုမိရှော့တိုင်ဘွဲ့ရဲ့ငင်းမောဆရာကောင်းလာတဲ့မိရှူမီပန်းအလားလေးတွေကိုအတူခန်းစားကြည့်လိုက်ကြရအောင်ပါ။ ကဲကလောမျိုးရှော့တိုင်ရဲ့မီရှူမီပန်အလန့်လေးတကိုကြည့်ပြီးပြီဆိုတော့ကြာကြာရဲ့လားခင်ဗျာကလောဒေတာခန်တိုင်းတားတွေအတွက်တော့မီရှော့တိုင်အောက်မှာနေပြီးကိုစီကိုဥတီလာတဲ့မီရှူမီပန်တွေကိုချောင်တန်းရတာဟာအရန်ကိုမှစိတ်လှုပ်ရှားစရာကောင်းပြီးတော့ပျော်စရာကောင်းတဲ့ညက်လေးတညက်လေးဖြစ်နေမှာပါဒီနေရာမှာတခုပြောချင်တာကချစ်တူရေစာမရှိကြတဲ့အတူတွေအတွက်တော့ချစ်တူလက်ကိုကင်ဆယ်ပြီးမိကြီးချောင်ရတဲ့ခန်းစားချက်ကိုတော့ခန်းစားရနိုင်မှာမဟုတ်ပါဘူး ဒါကြောင့်ကလောမီရှော့တိုင်ပွဲတော်ကိုလာလည်မယ်ဆိုရင်ကိုချရတဲ့သူနဲ့အတူလာကြဖို့အကြံပေးလိုက်ချင်ပါတယ်။ဒါပေမဲ့အန်ဒယ်ကင်ဖို့အတွက်လူကြီးနဲ့ကလေးတွေအတွက်တော့မီရှူမီပန်ရန်တွေမရောက်နိုင်တဲ့အဝေးနေရာကနေပဲကြည့်ကြည့်ချင်ပါတယ်။ဒီမီရှော့တိုင်ပွဲကိုတောင်ကြီးမြို့ရဲ့ရိုးရတက်ဆောင်တိုင်ပွဲတော်လိုပဲကလောမီရဲ့ရိုးရအမွေနှစ်ပွဲတော်အဖြစ်ကျင်းပလာတာနှစ်ပေါင်း၄၀ကျော်ပြီလို့လည်းသိရပါတယ်။ ပြီးရင်တောင်ကျစ်တက်ဆောင်တိုင်းပွဲတော်မှာမိပုံးပြန်တဲ့ကိုစုပေးတယ်လို့ကလောမီရှော့တိုင်းတွေကိုလည်းမီရှူမီပန်အလတ်လေးတွေကိုကြည့်ပြီးတော့စုတွေလည်းပေးကြပါတယ်။ဒါကြောင့်အနေနဲ့အရရကမိတ်ဆွေတွေအတွက်တောင်ကျစ်တက်ဆောင်တိုင်းပွဲတော်ကိုလည်းပြီးရင်ကလောမီရှော့တိုင်းပွဲတော်ကိုအလဲတစ်ခေါက်အရောက်လာနိုင်စေဖို့လည်းတင်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့တောင်ကျစ်မျိုးရဲ့တောင်ကျစ်တက်ဆောင်တိုင်းပွဲတော်နဲ့ကလောမျိုးမီရှော့တိုင်းပွဲတော်တွေကိုမြမရိုးရအမွေနဲ့ပွဲတော်အဖြစ်ထိန်းသိမ်းထပ်တင်ကြောင်းပြောလိုပြီးဗီဒီယိုလေးကိုဒီမှာပဲအဆုံးတက်လိုက်ပါတယ်။ ဗီဒီယိုကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာမှပြန်